တရုတ်နိုင်ငံကမြန်မာရဲ့အကြီးကငရှင်းဝယ်လက်နိုင်ငံဖြစ်ပြီးတော့အခုလိုနှစ်တစ်ကူးချိန်ဆိုငရှင်းဈေးကောင်းရလိရှိပါတယ်။ဒါပေမဲ့အခုကြက်နှစ်ကိုကူးပြောင်းတဲ့နှစ်တစ်ကူးတရုတ်ဈေးကွက်အတွက်ငရှင်းဈေးကတော့ဈေးကောင်းမရပဲအနည်းငယ်အနှင်ခံရောင်းချနေရတယ်လို့မြန်မာနိုင်ငံငရှင်းရောင်းဝယ်တင်ပို့သူများအတင်းဥက္ကဋ္ဌကပြောဆိုထားပါတယ်။လာလာ900000လောက်တော့နည်းနည်းနှိမ့်တော့ဘာကြောင့်နှိမ့်လဲဆိုတော့ခုနကပြောသလိုပေါ့ဈေးကြဆင်းခဲ့တယ်လို့ငရှင်တင်မို့မှုလဲအနေငယ်ရောကြခဲ့ပါတယ် ဒါနဲ့ပတ်သက်တဲ့အဓိကပြဿနာတစ်ခုကအရင်နှစ်တွေထက်ငရှင်တွေရက်ရှည်အထားမခံလို့တရုတ်နှစ်တစ်ကူးချိန်အမီရသလောက်အမြန်တင်ပို့နေရတာကြောင့်မနစ်ကဈေးထက်900ကျပ်ကနေ1000ကျပ်အတွင်းဈေးလျှော့ရောင်းခဲ့ရတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးဘာကြောင့်ငရှိတွေရေရှည်တိုးလောင်ထားလို့မရတယ်လဲဆိုတဲ့မေးခွန်းကိုမြန်မာနိုင်ငံငရှိရောင်းဝယ်တင်ပို့သူများအတင်ဥက္ကဋ္ဌကတမန်အခုဒါတော့အမြင်ပေါ့ဒါတော့ဓာခွဲဓာခွဲစမ်းတိုင်းတော့ပိုသိတာပေါ့ဒါအခုနောက်ပြောပါဘူးဥမာဘူး ာဌာနဆိုင်မှာဌာနဌာနဆိုင်မှာရှိတဲ့တခွဲကန်းတို့ဘာလို့မှခွဲခက်ကြည့်လိုက်ရင်တော့ပိုသိတာပေါ့ဒါတကယ်ဥမာကဘာပြောဖန်ကတ်ဖြစ်တာလားဥယောဂဖြစ်တာလားဒါမှမဟုတ်ရှင်လူတွေเจ้าပေါ့လူတွေเจ้าဖြစ်တာလားဆိုတော့အသိဥက္ကဋ္ဌရဲ့ပြောစကားမှာတိကျတဲ့အဖြေတစ်ခုကိုကြားသိခဲ့ရခြင်းမရှိပါဘူးသူကျမတော့အရင်အသိတိကျကြတော့မသိဘူးအဲ့ငွေချင်းတကောင်ပါလာလို့ရှိနေတယ်။ဒီပြင်ကောင်ကိုကူသေးတယ်။ဆင်အောင်ဖဲလိုက်ပေါ့နော်။နောက်ကောင်ကိုမကူတော့ဘူးပေါ့။အဲ့ဒီမှာတော့အပြောက်အပြောက်ကလေးတွေတို့ နာပုံစံမျိုးပေါ့နော်မတူတူလင်ကတော့ဒီငရှင်းရောင်းဝယ်ရေးကိုလောက်ကင်လာတာဆယ်စုနှစ်ဝန်းကျင်ရှိနေပြီးမိုးတွင်းဆိုရင်တော့အနာပါတဲ့အကောင်လေးတွေပါလာတတ်တယ်လို့လည်းပြောပြပါဗါးနောက်ထပ်ယူဆနိုင်တဲ့ထင်မြင်ချက်တစ်ခုကိုတော့ငရှင်းကုံတဲ့တူဖြစ်သူပုံမျိုးလေးကအခုလိုပြောပြလာပါတယ်။အဲ့ဒါသူတို့သူတို့အစာပေါ့ကိုငရှင်းကိုအစာခယူခယူနဲ့ထည့်တယ်။သူအစာများသွားတဲ့အချိန်ကျတော့ပြီးသွားတယ်။ဟိုငလင်မန်းလိုအကောင်မျိုးလိုဆိုရင်ခဏလေးနဲ့ပြီးသွားတယ်။သူအစာသားရှိသေးတယ်ပေါ့နော်။ငါကတော့ မသိဘူးပေါ့နော်ဒီအဲဒီအစားများဝိုင်းအဲ့ငရှင်းကတည်တော့အောင်အခုမြန်မာနိုင်ငံနေနဲ့တရုတ်နိုင်ငံကိုမန္တလေးမူဆယ်လမ်းကြောင်းကနေတင်ပို့ရောင်းချနေတာဖြစ်ပြီးအခုတရုတ်နှစ်သက်ကူကာလအမြင့်ဆုံးဈေးကတော့မရှင်းတပိတ်တာကို13000ကျပ်နဲ့တင်ပို့ခဲ့တာဖြစ်ပါတယ်ဒီဈေးကမနစ်ကဈေးထက်900ကျပ်ကနေ1000ကျပ်ကျဆင်းခဲ့တာဖြစ်ပါတယ်2056ဘန်နာနှစ်အတွက်တရုတ်ကငရှင်းတန်ချိန်12000ဝန်းကျင် တင်ပို့ခဲ့ပြီး တံမိုးအဖြစ်အမေရိကန်ဒေါ်လာတန်း20ကျော်ရရှိခဲ့တာဖြစ်ပါတယ်။